မပောင်းတင်မဲ့သားသမီးတွေကိုအပြေအဝါတာဝန်ယူပေးတဲ့ခင်စာစီကျော်ရဲ့ခင်ပုံဟောင်းပရိသတ်များလုံးမမင်္ဂလာပါရှင် celebrity mm ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။မင်းသမီးကြီးတွေထဲမှာဟဲ့ရန်အပြေနဲ့အလားတမျိုးဆက်နဲ့မင်းသမီးကြီးခင်စာစီကျော်ကိုတော့မေးထားလို့မရပါဘူး။တခိတခါကသူမရဲ့အလားတွေဟာမင်းကလေးတွေကြားမှာစာနမူနာရွေးရလောက်တဲ့အထိလှပခဲ့ပြီးတော့ရုပ်ရှင်ဗီဒီယိုခစ်တွေမှာဇာတ်ကားတိုင်းပါဝင်ရတဲ့အထိအောင်မြင်မှုတွေကျန်းခဲ့တာပဲဖြစ်ပါတယ်။ အခုလိုအောင်မြင်မှုတွေများစွာရရှိခဲ့ပေမဲ့မင်းသမီးကြီးခင်စာကြည့်ကြောကအိမ်တော်ကြီးကံတော့မကောင်းခဲ့ပါဘူး။သူမရဲ့အောင်မြင်ဆုံးအချိန်တွေဖြစ်ခဲ့တဲ့2000ခုနှစ်တွေမှာအိမ်တော်ကြီးကံခေခဲ့တာပဲဖြစ်ပါတယ်။ထီဆိုင်ပိုင်ရှင်တထေးကြီးတယောက်နဲ့အညီဆုံးခဲ့ရကနေအခုချိန်မှာမင်းသားဖြစ်နေတဲ့ခင်စာကြည့်ကြောရဲ့သားဖြစ်သူဖုံမင်းနေလာကိုရရှိခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာတော့ခင်စာကြည့်ကြောကိုတရားဝင်လက်တွဲခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့ဇနီးကြီးဖြစ်သူနဲ့ပြန်ပေါင်းထုတ်ဖို့အတွက်ခင်စာကြည့်ကြောကိုလမ်းခွဲခဲ့တာဖြစ်ပါတယ်။အိမ်ထောင်သက်9နှစ်မှာသားတယောက်သမီးတယောက်ထွန်းကားခဲ့ ပြီးတော့နှစ်ယောက်စလုံးကိုခင်းစားကြည့်ကြောကသာအုတ်ထင်းခဲ့ရတာဖြစ်ပါတယ်။အောင်မြင်ဆုံးချိန်မှာအခုလိုအိမ်ထောင်ရေးပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက်မြန်မာလူထုရဲ့ပါဇက်ပြားမှာရေစုံမျောခဲ့ရပါသေးတယ်။ကလေးနှစ်ယောက်အမေဖြစ်ခဲ့တဲ့ခင်းစားကြည့်ကြောကသူမရဲ့အောင်မြင်မှုတွေကိုကလေးနှစ်ယောက်နဲ့လှဲပြီးတော့တခုလက်ဘဝကိုခြေစုံပြစ်ဝင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူနဲ့ခင်စားကြီးကျော်တို့ကအမုန်းနဲ့လမ်းခွဲခဲ့တာမျိုးမဟုတ်ဘဲနားလည်မှုနဲ့လမ်းခွဲခဲ့ကြတာပါအိမ်ထောင်ခွဲခဲ့ပေမဲ့လည်းတခြားယောက်ျားတွေလိုဥပိ္ပခမပြုဘဲကလေးတွေရဲ့နေထိုင်မှုစရိတ်တွေကိုလှဆိုင်အကုန်ပေးအပ်ခဲ့တာပဲဖြစ်ပါတယ် ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ခင်စားကြည့်ကြော်ကလိပ်ပြလုံးတဲ့အတွက်ဘာမှကွယ်ဝဲမှုမရှိပဲမီဒီယာတွေကိုခြားပြခဲ့ရပဲဖြစ်ပါတယ်။ယောက်ျားဟောင်းဖြစ်သူကကလေးတွေနဲ့ပတ်သက်ရင်ပညာရေးကျမ်းမာရေးအကုံထောက်ပံ့ပေးနေရဖြစ်ပြီးသူမနဲ့လည်းမိတ်ဆွေလိုဆက်ဆံရေးပဲဖြစ်ပါတယ်။သားနဲ့သမီးကိုလည်းအဖေဖြစ်သူနဲ့အမြဲတွေ့ခွင့်ပေးမှာဖြစ်တဲ့အတွက်တပားသူတွေထင်တယ်လို့မျိုးဘာရန်ညိုးရန်စားမှမရှိပဲမြေတောင်နဲ့လွှမ်းခြုံထားကြတယ်လို့ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ကလေးတွေလည်းရှိတဲ့အင်ထောင်ရေးဖြစ်ခဲ့အောင်အမုံမပွားဘဲနဲ့တိုင်တိုင်မင်မင်နဲ့သာပြောဆိုဆက်ဆံကြတယ်လို့ဆိုပါရယ် သူတို့ရဲ့အိမ်ထောင်ရေးမှာဘသူကမှအပြစ်မတင်ခြင်းတဲ့အတွက်အကယ်၍အပြစ်ခံရမယ်ဆိုရင်လေသူမသာအပြစ်ခံယူလိုက်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။မင်းသမီးကြီးတွေအနားယူနေရတဲ့ကာလမှာမင်းသမီးကြီးခင်စာကြီးကျော်ကတော့ဇလန်တွဲတွေများစွာကိုရိုက်ကူးနေရပြီးတော့ပြည်သက်တွေရဲ့အချစ်ကိုပြန်ရရှိနေတာပဲဖြစ်ပါတယ်။သားနဲ့သမီးကိုလည်းဝါသနာပါတဲ့လမ်းကြောင်းပေါ်တွန်းတင်ပေးပြီးအစွမ်းကုန်ထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။အခုချိန်မှာသားဖြစ်သူကလည်းအနုပညာလောကမှာနာမည်ရလာတဲ့တသက်စမင်းသားတယောက်ဖြစ်နေခဲ့ပြီဖြစ်ပြီး သမီးဖြစ်သူကလည်းပညာရေးမှာဒူးကျွန်ကအမေအတွက်အားကိုးရမယ့်သမီးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။အခုချိန်မှာတော့အသက်48နှစ်ရှိပြီဖြစ်တဲ့မင်းသမီးကြီးခင်စားကြည်ကျော်ကတားတယောက်သမီးတစ်ယောက်နဲ့အတူဘဝကိုအေးအေးချမ်းချမ်းပဲဖြတ်သန်းနေရဖြစ်ပါတယ်။ခင်မုန်းဖြစ်သူရဲ့ထောက်ပံ့မှုတွေနဲ့အစုံမှခဲ့လို့အခုလိုတွေ့ကြုံခဲ့ရပေမဲ့လည်းတာဝန်သိပေတဲ့ယောက်ျားဖြစ်ကြောင်းခင်မုန်းတဲ့ရဲ့တာဝန်ကျေးမှုတွေကိုအခုတရားရှိနေကြောင်းပြောပြလာတဲ့မင်းသမီးကြီးခင်စားကြည်ကျော်နဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။ Azoni tissue pay to Alongo Jesu to wedding she barishing. Azoni tissue pay to Alongo Jesu to wedding she barishing.